အမှုပညာကြီးနဲ့ဒီနေမင်းသားဟိုတယ်ကြီးကိုကိုစပြီးတည်ထောင်ခဲ့တယ်လက်ထဲမှာတလုံးတစ်ခဲရှိလို့မဟုတ်ဘူးအလုံးရင်းရှိလို့မဟုတ်ဘူးအကိုတည်ထောင်ခဲ့တယ်နင်းနေနေချင်းချင်းနဲ့အကိုအမှုပညာကြီးရတဲ့ဟာလေးထည့်ပြီးတော့ဆောက်လာခဲ့တာဒီနေ့ဒီချိန်ကြီးလို့ပြောလို့ရတာပေါ့ဒါမဲ့အကိုဟိုတယ်ကြီးကိုဖွင့်ပြီးတော့အကိုကိုယ်တိုင်မဦးစီးနိုင်အောင်ဖြစ်နေတယ်မဦးစီးနိုင်တဲ့အတွက်ကိုလေဟင်းမှုတွေလည်းအများကြီးရှိတယ်ဟာလာလာရောက်တဲတဲ့ customer တွေအစား ဟလာအစင်မပြေမှုတွေရှိလာတယ်ရှိလာတဲ့အတွက်အကိုကအကိုကတခြားလူလည်းမဟုတ်တဲ့အတွက်တရုတ်ဆောင်တယောက်လည်းဖြစ်တဲ့အတွက်ကိုအဲ့ဒီရဲ့ဟာတွေကိုအကို မခံစားနိုင်ဘူးမခံစားနိုင်တော့အကိုနေမင်းသားဟိုတယ်ကြီးကိုအကိုရောင်းမယ်ရောင်းပြီးတော့အကိုချန်တချန်ထပ်ဝယ်မယ်ချန်တချန်ထပ်ဝယ်ပြီးတော့ဥယင်ဂါဒန်လေးလုပ်မယ်နေကပဲဖြစ်ဖြစ်သုံးရင်ကပဲဖြစ်တေကပဲဖြစ်ဖြစ်ပြီးရင်အဆောက်အဦးလေးစောင့်မယ်အကိုကားရိုက်လာရင် ကိုမိသားစုနားမယ် နောက်ပြီးတော့ကိုကားရိုက်မလာဘူးဟုတ်လားဒီဘက်ကိုလာရိုက်တဲ့အမှုအမှုပညာကြီးကိုမောင်နှမတွေရှိတယ်ဆိုလဲအကိုအိမ်အကိုချမ်းမနာနာနေလို့နာနာနေနေနေလို့ရတဲ့နေရာမျိုးလေးအကိုပြန်ဝယ်မယ်ပြန်ပြီးတော့တီဆောက်မယ်ပေါ့အလားပူလာတဲ့ပူလာတဲ့ငွေကိုအကိုဗန်းနဲ့ထည့်ထားမယ်အကိုကားကြီးကိုနဲ့အကိုအမှုပညာအတွက်ဆက်ပြီးတော့ခြစ်တရမယ်ဟာတွေကိုအကိုပြင်ဆင်မယ်ဟုတ်လားကိုရုပ်ရှင်ကားကြီးလည်းထုတ်ရရင်ထုတ်ရမယ်အော်တခုခုပေါ့နော် အဲ့ဒါလေးကိုအကူကအမျိုးသမီးအတိုင်းမင်ပြီးတော့ဆုံးဖြတ်ချက်ချခဲ့တာဒါ PS paste ခုကနေပြီးတော့ပြောတယ်နေမင်းသားနေမင်းသားဟိုတယ်ပိုင်ရှင်နေမျိုးအောင်ကရုပ်ရှင်ကားကြီးများဇာတ်ကားများမရရတော့တဲ့အတွက် နေမင်းသားဟိုတယ်ကြီးကိုရောင်းမယ်ဆိုပြီးတော့သွားကျင်ညာတယ်ကျင်ညာတော့အကူဘာမှဖြစ်ပါဘူးအကူရင်ထဲမှာဘာမှ ခံစားမှုမရှိပါဘူးသူကျင်ညာတော့လဲအကူကပြောလိုက်ပါတယ်နေအကူ ဟလား69နှစ်ပွားတော်ပွဲကိုလာတဲ့အချိန်မှာကိုသကဝါမြေဆိုတဲ့ပုပ်ပားမြို့ဆိုတဲ့ဆိုင်းဖို့အချိန်မှာကိုတပ်ပုံရိုက်ပြီးတော့နေမင်းသားဟိုတယ်ရောင်းရံပုပ်ပားကိုသွားပြီလို့ဆိုအဲ့လိုအကွာအကိုမျိုးသမီးနဲ့တိုင်ပင်ပြီးတော့စီစဉ်ထားတဲ့ဟာလေးပေါ့နော်နောက်ပြီးတော့ကိုဟိုပရိုက်တာလေးတွေကိုလှုပ်ချင်တယ်ကွာအကိုမချမ်းသာပါဘူးစင်းလည်းမစင်းရပါဘူးပုံမှန်ပါပဲအမှုပညာသမားတယောက် အကိုကအမှုပညာကိုချစ်တယ်တန်ဖိုးထားတယ်မျက်နှိုးတဲ့အမှုပညာသမားတယောက်အနေနဲ့အကိုကားမြောက်ကိုအစမပြရိုက်ကူးသွားပါမယ်ဟာလာနောက်ပြီးတော့ဒီချမ်းဒီနေမင်းသားဟိုတယ်ကြီးကိုရောင်းမထွက်ဘူးဆိုရင်တော့ပထမနေမင်းသားဆိုပြီးတော့အကိုကနေမင်းသားဆိုတဲ့ဒီတိုက်တဲပေါ့နော်ဟိုတယ်နာမည်ကိုရွေးခဲ့တယ်ဆိုတာလေအကိုရဲ့အမျိုးသမီးကနေပြီးတော့ဟိုရွေးခဲ့တာပါ ရွေးခဲ့တယ်ဆိုတော့ဘာကြောင့်ရွေးခဲ့ဆိုတော့အကိုကမင်းသားမင်းသားတက်လက်ဖြစ်တယ်နောက်ပြီးတော့နေမျိုးအောင်လည်းဖြစ်တဲ့အတွက်ကိုနေမင်းသားဆိုတဲ့နာမည်ကိုအမျိုးအမျိုးသမီးကရွေးပြီးတော့ဒီတိုက်တယ်ကိုနေမင်းသားဟိုတယ်ဆိုပြီးတော့ဒီချိုင်းကြီးကိုပေးခဲ့တာတကယ်တမ်းတကြွန်းနဲ့တကြွန်းနဲ့ဆရာဆရာတွေနဲ့မေးမြန်းကြည့်တဲ့အခါကျတော့ဒီနာမည်နဲ့အကိုနဲ့ကမကြိုက်ဘူးဖြစ်နေတယ်နေနံနဲ့မကြိုက်ဘူးပေါ့လေအာမကြိုက်တော့အကိုဒီ sign board ကို နာမည်အစ်တစ်ခုနဲ့ဟိုပြန်ပြောင်းဖို့စီစဉ်နေတယ်အဲအဲ့ဒီနာမည်ပြောင်းပြီးရင်တော့နာမည်ပြောင်းတဲ့ပွဲလေးတစ်ခုတော့ဒီအကိုနေမင်းသားဟိုတယ်ချန်ထဲမှာတခုခုနိုင်တဲ့လောက်ကလေးအကိုကျင်းပါမယ်လို့အခုတော့အကိုနေမင်းသားဒုတိယနာမည်ကိုတော့အကိုမပြောချင်သေးဘူးပေါ့နော်အဲ့ကြမှာပရိသတ်ကိုအကိုပြောပြပါမယ်မဟုတ်အကွာရောင်းမယ်လို့ပြောထားပြီးပြီရောင်းမယ်လို့ပြောထားတဲ့အတွက်ကိုစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေစိတ်ဝင်စားတဲ့စီးပွားရေးသမားတွေရှိတယ်ဆိုရင်လာရောက်ဆွေးနွေးလို့ရတယ်ညှိနှိုင်းလို့ရတယ်ဒီ3ဧကဆိုတာအကိုရဲ့နေမင်းသားဟိုတယ်ကလည်းအကိုနာမည်ပေါက်ပါပဲဒီ3ဧကရှိတဲ့ချိုင်းကြီးကလည်းအကိုနာမည်ပေါက်ပါပဲခရံထွက်ပြီးသားပါအကိုကတော့ရောင်းကိုရောင်းမယ်လို့ဆုံးဖြတ်ထားပြီ။ဘာကြောင့်လဲဆိုရင်အကိုလုပ်နေတဲ့အမှုပညာလုပ်ငန်းနဲ့ဒီဘက်ဒီ hotel raceman နဲ့ကလုံးဝဘာသာတာမတည့်ဘူးဖြစ်နေတယ်။အ အကိုလည်းဟိုတယ်လိုက်ကိုကျွမ်းကျင်တဲ့လူတယောက်လည်းမဟုတ်ဘူးနောက်ပြီးတော့ခုနပြောသလိုပေါ့လေဟင်းမှုတွေအများများတယ်ဆုံးရှုံးမှုတွေအများများတယ်များတဲ့အတွက်ကိုဒီတိုင်းဆက်ထားမယ်ဆိုရင်ပို့ပြီးတော့ဆုံးရှုံးလာမယ်ဟိုတယ်ဆိုတာအမြဲတမ်းဟိုဘယ်လိုကောင်းမလဲဟိုပြင်ဆင်နေရမှာပေါ့နော်တနေ့နဲ့တနေ့ကိုပြင်ဆင်သွားမယ်စီးတွေလည်းတော့ရမယ်ဒါပေမဲ့အခုချိန်ဒီအကိုစောက်ထားတဲ့ဟိုတယ်ကဟိုဘယ်လိုကောင်းမလဲဆိုတော့ဘာမှယူရင်းပြည့်စည်ခြင်းမရှိပါဘူးဒါပေမဲ့အကောင်းသားတွေဒီပဲအကိုတုံးထားပါတယ် ဟိုစီဝါရေးလုပ်ငန်းရှင်များစိတ်ဝင်စားတဲ့ဆိုရင်လည်းလာရောက်လေ့လာနိုင်ပါတယ်ညှိနှိုင်းလို့ရပါတယ်ညှိနှိုင်းပေါ်ထားတဲ့ဈေးနဲ့ညှိနှိုင်းပြီးတော့ကိုရောင်းပေးပါမယ်လို့ကိုပြောခြင်းပါနားလည်မှုလွဲသွားပြီးတဲ့ဒီအတွက်ကလည်းဘာမှမဖြစ်ကြပါနဲ့လို့ညီမျိုးအောင်ကားရိုက်ဒီအဆမပြတ်ရှိနေပါတယ်ရုပ်ရှင်ကားကြီးတွေလည်းအဆမပြတ်ရိုက်နေပါတယ်နော်နောက်ပြီးတော့ MRT4 ဇလန်းတွဲတွေလည်းအဆမပြတ်ရိုက်နေပါတယ်နောက်ပြီးတော့အခုဆိုရင်ဟာလား အခုဆိုရင်အခုဇပ်ဖို့ဇိုင်းရန်တွေအတွက်အခုဗီဒီယိုနှစ်ကောင်းကိုလည်းအလားမြတ်တာလက်ဆောင်နဲ့အခု free ရိုက်ပေးထားပါပြီပေးထားပြီးပါပြီအော်ဗီဒီယိုလောကအလားဗီဒီယို လောကပြန်လဲအလားထူထောင်လာဖို့အတွက်ကိုအခုလည်းတတ်နိုင်သလောက်တရတာနေပြီးတော့အခုဝိုင်းဝန်းကူညီပံ့ပိုးပေးနေပါတယ်